တော့လောကလူတွေကတခုခုရလို့မှုနဲ့ကိုကျင်တရားကိုဆွန့်ပြကြတယ်အလွယ်တကူဖယ်လိုက်ကြတယ်ကိုရဲ့ကိုကျင်တရားကိုအလွယ်တကူဆွန့်လွှတ်လိုက်ကြတယ်နော်သူတို့လည်းပဲလူတွေလိုက်တာကျင့်သုံးရမယ်ကိုကျင်တရားတွေကိုဆွန့်လွှတ်လိုက်ကြတယ်ပြမနောစာ ကတံဇဟေသဗ္ဗဓမ္မနပါရကုပြမနောစာကထံဇဟေသဗ္ဗဓမ္မနပါရကုကိုချင်းတရားနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိပြီးကျूစားအထုတ်လို့ထုတ်တဲ့ចောင်းသားအခြေဆုံးမြင့်မြတ်တဲ့ចောင်းသားကတော့တဲ့ကထံဇဟေ ကိုချင်းတရားကိုသူဆရာကြီးတပည့်ကိုရလို့ရေးအတွက်နဲ့ကိုချင်းတရားကိုသူအပြတ်မခံကိုချင်းတရားကိုမစွန့်လို့ယောဓမ္မမနုပါလေတိကိုချင်းတရားကိုသူထိမ့်သိမ့်နိုင်တယ်ကိုချင်းတရားကိုဘာနဲ့မှမလဲဘူးလို့ဆိုတယ်အဲ့တော့လောကလူတွေကကိုချင်းတရားနဲ့ငွေဆိုရင် ဝေနောက်လိုက်လိုက်တယ်ကိုကျင်တရားကိုဖယ်လိုက်ပြီးတော့ဝေနောက်လိုက်တယ်ကိုကျင်တရားနဲ့ယာဓုဆိုရင်လည်းယာဓုနောက်လိုက်တယ်ကိုကျင်တရားနဲ့အခွင့်ရေးဆိုရင်လည်းအခွင့်ရေးနောက်လိုက်တယ်ကိုရှိတဲ့ကိုကျင်တရားကိုအလွယ်တကူဆွန့်လွတ်ပြီးတော့တတလောရရှိလာနိုင်တဲ့ဝိจิตနာအတွက်ဖြစ်စီ ကြော်ကြားမှုအတွက်ဖြစ်စေခွင့်ရေးအတွက်ဖြစ်စေအဲ့ဓာရီအတွက်သူတွေကလိုက်ပြီးတော့လုံးလေးရှိကြတယ်တဲ့ဒါလောကရဲ့သဘောပါ